အနိုင်ကျင့်လို့ရှင်ဘလို့ဖြစ်တတ်တယ်လဲဆိုတဲ့ဇလန်းလေးတပုတ်ကိုသင်္ကန်းစာအဖြစ်မှတ်တမ်းတင်ပြီးတော့ ठी 950ဇာတ်ထဲမှာအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်ကျတော့ဘလို့ဒုက္ခရောက်တယ်ဆိုတာပြောဘလို့ဒုက္ခရောက်တတ်တယ်လောကလူတွေလူဟာနိုင်နေတဲ့အချိန်မှာကျတော့သူအနိုင်ကျင့်တာပဲတနေ့ကျတော့အခြေအနေဆိုတာပြောင်းသွားတာသေးတယ်လေနိုင်တော့ကအနိုင်ကျင့်ထားတယ် တစ်ချိန်ကျတော့သူဟာအနိုင်ကျင့်နိုင်တဲ့အားတွေမရှိဘူးဆိုတဲ့အချိန်မှာပျက်စီးဆုံးရှုံးတတ်တယ်ပေါ့ဒါကြောင့်မို့တန်ဝေကအလွန်ရစရာကောင်းတယ်ကိုကအသာစီးရနေတဲ့အချိန်ပေါ်မှာ သူများကို မဖိရဘူးအနိုင်မကျင့်ရဘူးအသာစီးရနေတဲ့အချိန်မှာကိုကညတာရမယ်ဆိုတဲ့လူရဲ့စိတ်နေသဘောထားတွေကိုလူတိုင်းလူတိုင်းဟာခံယူပြီးတော့ထားမှာဖြစ်တယ်ဒီဇာလန်းလေးကတော့သင်္ကန်းစာယူဖို့အတွက်ဟောထားတာပဲဖြစ်တယ် အဲ့မှာဒီတော်ကြီးတစ်ခုတည်းမှာဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်။အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာဒီစားကလေးတစ်ကောင်အင်းအားမရှိတဲ့စားကလေးတစ်ကောင်အတိုက်ကလေးလုတ်တာချုံပေါ်မှာအတိုက်ကလေးလုတ်တာလုတ်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထား မကြခင်မဲ့အဲ့ဒီဥလေးနှလုံးကနေပြီးတော့စာပေါ့စာလေးတွေကလေးလေးတွေပေါက်လာခုဒီနောက်မှလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစာတိုက်ကလေးတွေနော်အဲ့ဒါလို့အတိုက်ကလေးလုတ်ပြီးတော့ဥလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှာသူ့ကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမိထယုံမရှိတယ်ကျွေးခြင်းကျွေးမယ်အော်ရင်အော်မယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်တယ် သူ့မှာပြောင်းလဲမရှိဘူး။ဒါလည်းမရှိဘူး။နော်။အဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုင်းရှိတဲ့ခြုံလမ်းကြီးကိုဖတ်လာခဲ့။ဆင်အုပ်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်ကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်ကြီးကိုပြောပြပြောတော့ဆိုဝဏမိတံကုံစရတတိဟယနာ စင်ဆိုတာအနှစ်60ရဲ့နောက်ပိုင်းမှာအင်အားတွေရောကျသွားတယ်။စင်ရဲ့အင်အားဟာအနှစ်60အတွင်းမှာပဲရှိဘူး။အခုခေတ်စင်နေတော့ဘယ်လောက်ရှိတယ်တော့မသိဘူး။စင်သမားမိမရ။စာထဲမှာတော့တတ္ထိဟာယနာဆိုစင်ရဲ့အသက်60နောက်မှာရောတယ်။လူတွေလည်းပဲ60ဆိုရင်တော့ရောသွားတာသိကြတယ်နော်။ဟုတ်တယ်ကြော်သွားလို့ရှိရင် သူဟာအင်အားတွေရော့သွားတယ်။အာရိညကံယူထပတိယသတ္တိ သူကဆင်းအုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတဲ့ဆင်မင်းကြီးအဲ့ဒီဆင်မင်းကြီးကိုသူကပက်ခေဟိတံပင်စတိကံကရောမိအတောင်ကလေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုတ်တကေထုတ်လာအာမရှိတဲ့ကျွန်တော်မရဲ့သားကလေးတွေကိုမတတ်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေ ခြုံကတက်နေသွားရင်ဒီကောင်းလေးတွေအကုန်သေးကြမှာအဲ့ဒါကိုသူကလမ်းကနေကြွတင်ပြီးတော့တောင်းပန်အဲ့လိုတောင်းပန်လိုက်တဲ့အခါကျတော့အမတန်အကျဉ်းနာတရားရှိတဲ့ညှတာခြင်းရှိတဲ့အနိုင်မကျင့်တတ်တဲ့စင်ကြီးကဘာပြောတော့ဆိုအေးစိတ်ချငါကာကွယ်ပေးမယ်ဆိုသူသားသမီးလေးတွေရှိတဲ့ခြုံကိုသူကခွပြီးတော့ရပ်ထားလိုက်တယ် တခြားစင်တွေကဘေးကနေရှောင်ထွက်သွားကြသူကနေပြီးတော့စင်ကြီးကအဲ့ဒီခြုံပေါ်မှာရပ်နေလိုက်တယ်ရပ်နေလိုက်တော့သူ့အတိုက်ဟာမပြည့်စည်တော့ဘူးစင်အုပ်ကြီးကသူ့လမ်းသူ့သွားကြအဲ့ဒီလိုကာကွယ်ပေးလိုက်ပြီးတော့အားလုံးစင်တွေကလွန်မြောက်သွားပြီဆိုတဲ့အခါကျဘာပြောခဲ့တုန်းစင်အေးငါတို့နောက်မှာစင်တကောင်လာလိမ့်မယ်အဲ့ဒီကောင်ကငါပြောတဲ့စကားနားထောင်မှမဟုတ်ဘူးငါနဲ့လည်းမတည့်ဘူး तू ကတကောင်နဲ့နေတာ မင်းအဲ့ဒီအကောင်ကိုလည်းသွားပြီးတော့တောင်းပန်လိုက်အောင်တောင်းပန်လိုက်ပါအတူမင်းပေါ်မှာညှက်တာဖို့မင်းတောင်းပန်လိုက်ပါလို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီစာကလေးကစာငက်မှလေးသွားပြီးတော့တကောင်နေနေတဲ့သင်ွယ်စင်ကြီးလာပြီးအဲ့ဒီလမ်းကြီးတိုင်းဆိုင်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 ဒီလမ်းပေါ်ကဖြတ်မှာပဲသူလည်းလာတဲ့အခါသူကခုနလိုပဲဝဏမိတံကုံစရာဧကစာရီ တူရဲနေတဲ့ဦးစင်မင်းကြီးအာရိညကံပပတတာရနုခောစံတောအုပ်တောင်ဆောင်တွေပေါ်မှာချက်စားတဲ့တင်စင်မင်းကြီးကိုပက်ခေဟိတံပင်စကံကရောမိအတောင်နေနဲ့ဟိုအလေးပြုပါတယ်ရှ िख ိုးပါတယ်ဆလုလုပ်ပါတယ်ပေါ့ပြောတာပေါ့နော်ဆလုလုပ်ပါတယ်မာမေဝတိပုဒ္ဒကပုဒ္ဒကေဒုက္ခလာ အင်အားမရှိတဲ့ကျွန်တော်မရဲ့တားငယ်ကလေးတွေကိုမသေးပါစေနဲ့မဖြစ်စည်းပါတဲ့ပြောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဆင်ကြီးကမျက်ထောင်ညီကြီးနဲ့ကြည့်ပြီးမင်းပါပြောတယ်မင်းပြပြောတယ်ဆိုပြီးဝဒိတာမိတေလတုကိကေပုတ္တကဟေ့ငှက်မမင်းရဲ့သားတွေကအကုန်တက်ပြစ်တယ်နော်မင်းရဲ့သားတွေကိုငါအကုန်တက်မယ်ကိမ့်မွန်တုဟောကာဟတိ မင်းငါဘာတတ်နိုင်ပါလဲငါတတ်လိုက်ရင်မင်းငါကိုဘာတတ်နိုင်မလဲဒုပလာတိမင်းမှာအားမရှိဘူးတတန်သာတာနိပိတာရိတိနာမင်းလိုငှက်တီအကောင်တသိမ့်မဲ့လာပါစေငါမမှုဘူးဝါမေနပါရိနပါဖို့တရားဟောဒီငါချီထောင်းနဲ့အကုန်နင်းချေပြစ်မယ်ဆိုပြီးရဲရဲဆက်ဆက်အနိုင်ကျင့်ပြီးတော့မလောက်ပါနဲ့ဆိုတော့မှအဲ့ဒီခြုံကြီးကိုတခါတည်းနင်းချေပြလိုက်တယ် ထုံကြီးကိုဆွဲရန်ပြည့်ယုံတယ်မကဘူးခြေထောက်နဲ့အကုန်နှင်းချင်လိုက်တော့အဲ့ဒီမှာဟိုငက်မလေးကဝမ်းနဲ့ပန်းနဲ့တစ်ပင်တစ်ပင်မောကနေကြည့်ကလေးလေးတွေအကုန်သေးကုန်ပြီထုံကြီးလည်းကြေမွသွားပြီဝမ်းနဲ့ပန်းနဲ့ကြည့်နေရှာပြီးတော့သူကမလုပ်တော့ဘာပြောတော့ဆိုငက်ဆိုတော့အန်သာပါတော့ပါလာမပါလာအန်ကျိတ်တယ်ပေါ့လူတွေဆိုအန်ကျိတ်တယ်ပေါ့နော်သူက အဲ့ဒီငှက်ဒေါသဖြစ်ပြီးတော့သူဘာပြောနာဟေဝတပ္ပထပလီနာကိစ္စအမြဲတမ်းအင်အားအသုံးပြုပြီးအနိုင်ကျင့်လို့မရနိုင်ဘူးတဲ့လောကကြီးမှာနော်ငါအားစီတယ်ဆိုပြီးတော့အနိုင်ကျင့်ကြလို့မရဘူးတဲ့ဘလန်ဟိဘာလတဝရယဟောတိအင်အားဆိုတာဟာလူမိုက်တွေအတွက်သူတို့သိဖို့အတွက်သာဖြစ်လာ အာစီတိုင်းအနိုင်ကျင့်ဉ်လို့မရဘူးတဲ့ခရိတာမိတေနာကကုံစရာစအနတ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်မယ်ရောမေဝတိပုဒ္ဒဂေတုရာယအာမရှိတဲ့ငါရဲ့သားပေါ့သားငယ်သားသမီးငယ်လေးတွေကိုမင်းတပ်ပြစ်တယ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်ပြမယ်ဆိုပြီးတော့အဲ့ဒီငှက်ကလေးကချိန်ဝါပြီးတော့သူကဘသူစီသွားတော့ဆိုရင်ကြီးတကောင်နဲ့မိတ်ဆွေဖွဲ့တယ် ြီးကိုမိတ်ဆွေဖွင့်တယ်။အဲတော့ကြီးကိုမိတ်ဆွေဖွင့်နောက်တစ်ခါရှင်မမင်းရင်ရှင်မရှင်ရင်ကောင်းကိုလည်းတွားပြီးတော့ရှင်မမဲရိုင်းကိုလည်းမိတ်ဆွေဖွင့်တယ်။ပြီးတော့ဖားရကောင်ကိုလည်းမိတ်ဆွေဖွင့်တယ်။မိတ်ဆွေဖွင့်ပြီးတော့ခင်မင်းရင်းနေလာပြီဆိုရင်တို့ကမင်းဘာကူညီရမလဲ။တုံးနဲ့တူမေတ္တာဖြစ်လာပြီဆိုတော့ဘာကူညီရမလဲ။ကြီးကိုသူကကူညီတောင်းတယ် ဟိုမှာစင်စိုးကြီးရှိတယ်ဒီလမ်းအမြဲသွားတယ်အဲ့တော့အခွင့်သားလို့ရှိရင်သူ့မျက်လုံးကိုနှုတ်သီးနဲ့ပေါ့အောင်နော်ဒဏ်ရာရတော့အောင်လှုပ်ပေးပါနော်ဒဏ်ရာရတော့အောင်လှုပ်ပေးပါမျက်လုံးနှစ်ဖက်စလုံးဒဏ်ရာရအောင်နှုတ်သီးနဲ့ဆိတ်ပေးပါလို့ကြည့်ရမပူနဲ့တဲ့ငါလှုပ်ပေးမယ်ဆိုစင်ကြီးအိတ်နေတဲ့အချိန်တို့မျက်လုံးနှစ်ဖက်ကိုဆိတ်ဖောက်တယ်အနာဖြစ်အောင်လှုပ်လိုက်တာပေါ့ အဲ့လိုအနာဖြစ်လာပြီဆိုတဲ့အခါရှင်မမယင်းရန်ကမလုပ်သူမလုပ်ပြအောင်လဲဆိုအဲ့ဒီထံရထဲမှာဥချပေးပါပေါ့ဆိုတော့ရင်မမယင်းရန်ကလည်းဥချပေးလိုက်တယ်နှစ်ဖက်စလုံးလောက်တွေကထိုးစင်ကြီးကနောက်ဆုံးမှမျက်လုံးကွယ်သွားတယ်အဲ့ဒီမျက်လုံးကွယ်သွားတဲ့အခါကျတော့သူဟာသူသွားတဲ့လမ်းတဖြည်းဖြည်းအစာရေစာခက်ခဲလာတဲ့အခါကျတော့ရေရှာတယ် ရှေးစားဖို့ရှေးရှိတယ်ဆိုတဲ့နေရာဖားကအတန်ပေးတာပေါ့တောင်ထိပ်တက်ပြီးတော့ဖားကအတန်ပေးတယ်ဖားတန်ကြားလိုက်တဲ့အခါကျတော့အင်းခါတိုင်းဖားတန်ကြားတဲ့နေရာရေရှိတယ်ဆိုဆင်ကြီးကလိုက်လာဖားတန်ကြားရစီလိုက်လာလိုက်လာတဲ့အခါဖားကပြုတ်ခနဲ့ဆိုအောက်ခြိုက်ထဲခုံချပြီးခြိုက်ထဲကအတန်ပေးပြန်အဲ့ဒီမှာဖားကြီးကဒီနားမဟုတ်ဘူးဖားတန်ကဟိုဘက်ကဆိုပြီးအောက်လည်းအစင်းလိုက် ်စင်ကြီးဟာကျွံပြန်ကြသွားတယ်။တောင်ဆောင်ကနေပြီးတော့ကျွံပြန်ကြသွားတယ်။နော်အကောင်ပေါက်ဆံလေး၃កောင်ကဝိုင်းပြီးတော့ဖန်နေလိုက်တာ။အားမရှိကြဘူး။ကြီးကန်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူး။နော်ဒေစာလည်းဘာမှအင်အားရှိတာမဟုတ်ဘူး။ရှင်မမဲရိုင်းဆိုတာလည်းဘာမှအားရှိတာမဟုတ်ဘူး။ဖားကလည်းဘာမှစွမ်းနိုင်တာမဟုတ်ဘူး။သို့သောသူတို့ဟာအကွက်ဆင်ပြီးတော့လုံးလိုက်တဲ့အခါဆင်ကြီးဟာဒုက္ခရောက်တာ သူတို့လုံရတဲ့စင်ကြီးဟာတောင်ပေါ်ကနေချွန်ပြန်ကြပြီးတော့သိဆုံးသွားတယ်။အဲဒီမှာသူကစင်ကြီးပေါ်မှာလမ်းလျှောက်ပြီးငါသားငါသမီးတွေတက်သွားတဲ့စင်ကြီးဆိုပြီးတော့ဝမ်းသာအားရသူ့ရဲ့တောကကိုပြန်လေဖြည့်ရှင်းတာပေါ့နော်။ရံညှို့ဖွဲ့ပြီးတော့ရံပြန်လောက်တာပေါ့။ဒါကြောင့်မို့ မြတ်စွာဘုရားကအဆုံးမှာကျတော့တတိပေးတယ်သူတို့ပူပေါင်းပြီးတော့ဆင်ကြီးတကောင်တေအောင်လောလဲကြတယ်ပတ္တဝေရတဝေရိဏရှံကိုယံနဲ့ပြန်ပြီးတော့တုံလိုက်ကြတယ်ဒါပေမဲ့လို့ဒီလိုကလေးစားချိန်တာမျိုးမလုပ်သင့်ဘူးတသမာဟိဝေရံနာကယိရထအပိယနာပိကေနစီကိုနဲ့မတည့်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးလို့ ရသော်ဗျာဆုံးမတကမိန်ကြားတယ်ဒီနေရာမှာရသော်ဗျာအနိုင်ကျင့်ရဲ့အပြစ်အခုလိုနောက်ဆုံးမှာဒုက္ခရောက်တတ်တယ်ပေါ့ဒါကြောင့်အဲ့ဒီလိုသူများဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးသို့တော့အနိုင်ကျင့်တာမကောင်းဘူးအနိုင်ကျင့်ညံ့ညောက်သူဟာဒီအဖြစ်ဆိုးကိုကြုံရတာဖြစ်တယ်ဝေရဏကိရတာအပိယနာပိကိနစီ ကိုနဲ့ရန်သူပဲဖြစ်ပါစေဘု து ့ပေါ်မှာကလဲစားချေတာမျိုးမလုပ်သင့်ဘူးလို့မြတ်စွာဘုရားဒီဇာလန်းကိုခေါ်ကြပြီးသင်္ကန်းစာယူခိုင်းတာမို့အဲ့တော့လောကမှာညာတာခြင်းဆိုတာကရုဏာတရားရဲ့သေုပ်ဖြစ်လို့အချင်းချင်းညာတာတဲ့စိတ်တက်ဒီမွေမေတ္တာကရုဏာတရားတွေကြီးမွားအောင်လုပ်ပြီးတူတူညာတာတဲ့စိတ်တက်ဒီလူတွေရဲ့ခုံသိက္ခာအနေနဲ့ထိမ့်သိမ်းဆောင်ရှောက်ကြပြီး အနိုင်ကျင်ခြင်းဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေကိုကိုယ်တဏ္ဏမှာမရှိအောင်ဖယ်ရှားကြရမှာဖြစ်ပါတယ်။တရားချိတ်ခင်သူတော်စင်ပြိဿပေါင်းတို့အနိုင်ကျင်ခြင်းနဲ့ညှာတာခြင်းဆိုတဲ့အရာနှစ်ခုဟာအနိုင်ကျင်ခြင်းဟာအလွန်မကောင်းတဲ့ဆိုးဝါးတဲ့စိတ်နေသဘောထားဖြစ်ပြီးလောက်ရက်ဖြစ်ပြီးညှာတာခြင်းဟာအလွန်ကောင်းမြတ်တဲ့ကရုဏာတရားရဲ့တရုပ်ဖယ်ဖြစ်တယ်။ဒါကြောင့်တို့တွေတွေအနိုင်ကျင်ခြင်းဆိုတာဘယ်ခါမှမလောက်ဖဲ ညာတာချင်းဆိုတဲ့သဘောတရားငါတို့တဏ္ဍမှာမေတ္တာအခြေခံပြီးတော့ယဉ်တဲ့နှလုံးထဲကဒီအနိုင်ကျင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ဒေါသတရားကို ရှင်းပြကြမှဖြစ်မယ်လို့ကိုစီကိုစီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာရှင်းသုံးနိုင်ကြပါစေကုန်တည်း